မင်းဘယ်နှခါလောက်စဉ်းစားဘူးလဲဒီတစ်ခါတော့စောစောလုပ်မယ်မနှက်ဖြန်လှုပ်တင်ရတာ ਨੇ ဒါပေမဲ့နောက်ဆုံးမှာည7:00နာရီတည်းဆွဲထားပြီးစလုပ်တာမျိုးတပတ်တာ free time ရှိရင်လည်းဘာကြောင့် deadline နောက်ဆုံးညမှာမှမင်းဖြစ်ပြီးလုပ်ရတာလဲဒါကမင်းတယောက်ထဲမှာဖြစ်နေတဲ့ပြဿနာမဟုတ်ပါဘူးလူအများစုမှာဒီလိုအပြုအမူအချိန်ဆွဲခြင်းရှိကြပါတယ်ဒါဟာအပြင်းတက်လို့လည်းမဟုတ်ဖဲနဲ့သိပ္ပံအရပြောရရင်တော့အုံနောက်ထဲမှာဖြစ်ပျက်နေတဲ့တကယ်တမ်းမှုရှိတဲ့ရှင်းပြမှုတစ်ခုပဲဖြစ်ပါတယ် ဒါကိုမစတင်ခင်ဒီလိုဘူးသူရရတဲ့အကြောင်းအရာတွေအတွက်ကျွန်တော်တို့ရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ခဲ့ပေးကြပါဦးနော်။အပိုင်း၁အုံနောက်ထဲမှာဘာဖြစ်နေသလဲ။လူအုံနောက်ထဲမှာအခုချိန်ပျော်ပါလို့တဲ့အပိုင်း living system နဲ့အနာဂတ်အတွက်အစီအစဉ်ရေးဆွဲတတ်တဲ့အပိုင်း prefrontal cortex ဆိုတဲ့နှစ်ခုရှိပါတယ်။အလုံးလုံးပို့ဆောင်ဖြတ်တဲ့အခါ TikTok ကိုခွင်လိုက်မယ်။ YouTube တစ်ခုပဲကြည့်မယ်ဆိုပြီးလှည့်သွားတာ။အဲ့ဒါ living system ကနေရာယူနေတဲ့အချိန်မှာအချိန်ဆွဲခြင်းဟာမတော်တဆဖြစ်သွားတာမဟုတ်ပါဘူး။ တချို့အခါမင်းရဲ့အတွင်မှာမစတင်သေးတာနဲ့ပဲ already overhead map ဖြစ်နေတတ်တယ်။မင်းဟာတကယ်ကမလုံနိုင်ပါကိုကြောက်နေတတ်တယ်။တခါတရံအောင်မြင်သွားတာကိုတော့ကြောက်နေတတ်ပါတယ်။မလုံသေးတာကြောင့်အလုပ်ဟာပုံမှုအကြီးကြီးလာတယ်။နောက်ဆုံးမှာစိတ်ဖြည့်စည်းမှုတွေနဲ့ပဲအချိန်ကုန်ဆုံးသွားတတ်တယ်။အပိုင်းနဲ့ဘလို့အကျိုးတက်ရောက်နိုင်လဲ။အချိန်ဆွဲခြင်းဟာတာမန်အလေးမထားစရာကောင်းတဲ့အကျင့်မျိုးမဟုတ်ပါဘူး။ဒါကမင်းရဲ့စိတ်ကြမ်းမာရေးကို ထိခိုက်စေတယ်။အလုပ်ရည်သွေးကိုညှော်နှဲစေတယ်။ကိုယ့်ကိုယ်ကိုယုံကြည်မှုကိုပျက်စီးစေတယ်။ အရေးကြီးတာကမင်းဘာမှမလုပ်ဖဲနဲ့ပဲကိုကိုကိုမတန်ဆွမ်းသူလို့ခန်းစားတတ်လာတယ်။ဒါကတကယ်တော့မင်းရဲ့စွမ်းရည်နဲ့မဆိုင်ပါဘူး။မလွယ်တဲ့စဉ်းစားပုံတစ်ခုကိုအကျိုးရှိအောင်မပြောင်းလဲရသေးတာပါ။အပိုင်း၃ပြုပြင်နီလန်ငါးချံ။ဒါဆိုပြုပြင်မှုနီလန်တွေကရောဘာတွေလဲ။၁တခုပြင်ပြီးတခုလုံး။အလုပ်တစ်ခုကြီးကို တစ်ဆင့်တစ်ဆင့်ခွဲပါ။စာအုပ်ရေးမယ်ဆိုတာကိုခေါင်းစဉ်ရေးမယ်၊နမူနာရှာမယ်လို့ဌာနလုပ်ပါ။၂၅မိနစ်စမ်းလို့ တခါတလေစတင်မှုကအခက်ဆုံးဖြစ်နေတတ်တာကြောင့်ငါ9မိနစ်ပဲလုပ်မယ်ဆိုပြီးစပါစလုပ်လိုက်ရင်မိုမီတန်တက်လာတယ်အဲ့ဒီ9မိနစ်ကတနားရီတောင်ဖြစ်လာနိုင်ပါတယ်3ပိုမိုဒိုရိုနီအချိန်တိတိနဲ့လုံ25မိနစ်အလုပ်လုပ်9မိနစ်အနာယူအုံနောက်ကိုအလုပ်နဲ့အနာချိန်ကြကြပြောင်းပေးတာကတာဝန်ယူမှုမြင့်တက်စေပါတယ်4ပတ်ဝန်းကျင်ပြင်မှာဖုန်းဖယ်ပါဆိုရှယ်မီဒီယာကိုလိုအပ်လုပ်ပါလုံလုံဖို့တာအာယုံဆိုင်ရတဲ့ပတ်ဝန်းကျင်တစ်ခုဖန်တီးပါ တောင်းချင်က အုံနောက်ကိုငိမ့်သက်စေပါတယ်။ငါကိုကိုကိုချစ်ပြီးအပြစ်တင်တာမျိုးမပြောပါနဲ့။ငါကအပြင်းတက်လို့ပါဆိုတဲ့စကားကမင်းကိုအကျိုးမဖြစ်စေပါဘူး။ငါအုံနောက်ဟာဒီအချင်းနဲ့ရင်းနှီးနေတာမို့တဖြည်းဖြည်းပြောင်းမယ်ဆိုတာကသာပြောင်းလဲနိုင်မယ့်အမှန်တရားပါ။ဒီကောင်ကျောင်းအနေနဲ့ပြောရရင်တော့မင်းကအပြင်းတက်လို့မဟုတ်ပါဘူး။မင်းဟာကိုကိုကိုပြောင်းလဲနိုင်တဲ့လူတစ်ယောက်ပါ။အချင်းဆွဲချင်းဟာအချင်းတစ်ခုဖြစ်တာကြောင့်အချင်းဆိုတာပြောင်းလဲလေးချင်းလို့ဖြစ်နိုင်တဲ့အရာမို့နောက်တခါမလုံချင်တဲ့စိတ်ပေါ်လာတဲ့အခါမှာရက်ပါ အသက်ရှူပါတစင်းတစင်းကနေစပါဒီကြားဟာနဲ့ပတ်သက်ပြီးတော့လူကြီးမင်းတို့ရဲ့အမြင်ကိုလည်း comment မှာပြောသားခဲ့လို့ရပါတယ်အကျိုးတစုံတစ်ခုရရဲဆိုရင် like and subscribe လုပ်ခဲ့ပေးကြပါဦးနော်ကျေးဇူးတင်ပါတယ်ရှင်